မင်္ဂလာပါခင်ဗျာဒီမှာကျွန်တော် online မှာအရန်ကုန်မှာနာမည်ကြီးနေတဲ့လူပြောများနေတဲ့စာအုပ်ပေါ့နော်ဗာလဲလူငယ်တယောက်စိတ်ကြကြနေတယ်ဆိုတဲ့စာအုပ်ပေါ့နော်ကျွန်တော်ဒီပါလမ်းမလိုက်တော့ပြောအဲဒီမှာအားလုံးစုစုပေါင်းဆိုရင်စာအုပ်ဖို့ကအာဟိုဘက်ကြတယ်စာအုပ်ဖို့က2600ကြတယ်ဗျတန်ဇာခါကြတော့ တတောင်းခွဲလောက်ကြောက်အောင်မထင်တယ်အလုံးစုစုပေါင်းဆိုရင် तू က3950ကြာတယ်ပေါ့နော်စာအုပ်ကဘယ်အုပ်လဲဆိုတော့အလုံးစုစုပေါင်းဆိုရင်၄အုပ်ပေါ့နော်၄အုပ်အဲ့ဒါကြီးဒါလေးကျွန်တော်ဖောက်ပြမယ်ကျွန်တော်ဒီစာအုပ်မှလိုက်တာကကျွန်တော်ဖတ်မှာကတအုပ်ပေါ့နော်ကျန်တဲ့နှုတ်ကကျွန်တော်လည်းတော်တော်သဘောကျတယ်ပေါ့နော်ဒီစာအုပ်ထဲမှာရေးထားတဲ့ဟာလေးတွေက तू က ကျွန်တော်တို့ဒီဘာသာတရားနဲ့နည်းနည်းလေးညံ့ညံ့ပြီးရေးထားတဲ့စာအုပ်ဆိုတော့လေအဲကျွန်တော်လက်စာအုပ်ကြီးနဲ့ဒီလေးရှင်းပြီးတော့ကျွန်တော်ဒီစာအုပ်လေးကိုပို့ပြီးတော့မာလိုက်တာပေါ့နော်မိမပါဗျာကျွန်တော်နာမည်လေးနဲ့မာလိုက်တာပါဗျာကျွန်တော်လည်းဒီ TikTok မှာတွေ့တွေ့ပြီးတော့စိတ်ဝင်စားတာပေါ့နော်ဒီစာအုပ်ကိုအများကြီးကျွန်တော်မာလိုက်တာပါခင်ဗျာ เย่ยาบาบีคะเหมียดีมาบาคะเหมียสาวบ่เนาะลุงเงินเดียวสิทธิ์ได้จ่ายนี่แหละสุดแล้วสาวสาวลีก็ตลอดพัดลูกกองเลยจนเราได้ไลฟ์มาตะชู่หาลีนี่ตีนะတော့เอ้เสียดีสายเสียดีตัวนาเมเยเล่มแม่ลีนี่บาบาได้คะเหมียဟုတ်ကဲ့ဒီဗီဒီယိုဖိုင်လေးကနေပြီပဲဆရာတော်တာမင်းကိုအများကြီးပဲကျေးဇူးတင်ပါတယ်လက်မှတ်လေးထည့်ပေးလိုက်လို့ပေါ့နော် ကျွန်တော်ဖက်မှာကတော့တအုပ်ပေါ့နော်ကျွန်တော်ဖက်မှာကတော့တအုပ်ဒီမှာကျွန်တော်ဒီကောင်းလေးဟောဒါနှအုပ်ပေါ့နော်ကျွန်တော်နှအုပ်ဒါဟောဒီဆရာတော်ကမင်းရေးထားတဲ့စာအုပ်ကနှအုပ်ထွက်တာလို့ပြောတယ်နှအုပ်ထွက်တာတော့ကျွန်တော်ကနှအုပ်ကိုပဲမာလိုက်တာပေါ့နော်နှအုပ်စလုံးကျွန်တော်ဖက်မှာပေါ့နော်ဒီနှအုပ်စလုံးကျွန်တော်မာလိုက်တာပါဒီစာအုပ်နှအုပ်ကဒီစာအုပ်ဒီတအုပ်ပေါ့နော်ကျွန်တော်ကလက်ဆောင်ပြန်ပေးပါမယ်ကျွန်တော်ကလက်ဆောင်ပြန်ပေးပါမယ်ဒီစာအုပ်တအုပ်ပေါ့နော် ကျွန်တော်ချစ်တဲ့သူတွေအဲကျွန်တော်တပူထားတဲ့သူတွေကျွန်တော်အာဘယ်လိုပြောမလဲကျွန်တော်ပေးချင်တဲ့သူတွေတွေရှိနေတော့ကျွန်တော်ဒီစာအုပ်လေးတွေပို့ပြီးတော့မလိုက်တာဖြစ်ပါတယ်ကဲဆရာတော်ရမင်းကိုလည်းအများကြီးပဲကျေးဇူးတင်ပါတယ်ခင်ဗျာလက်မှတ်လေးတွေနဲ့ထည့်ပေးလိုက်လို့ပါခင်ဗျာဒီစာအုပ်ကတော့မြည်လွယ်တော်သူများဖတ်ဖို့တဲ့ ဒီစာအုပ်ကတော့တိတ်ပြီးတော့မဖတ်ဘူးဒီစာအုပ်ကတော့အဲလိုင်းပေါ်မှာတင်ပေးထားတဲ့ဟာလေးပေါ့နော်ကျွန်တော်ဟိုဖတ်ဖတ်ဖတ်ရတာပေါ့နော်တချို့ဒီစိတ်ဒီပိုင်းလေးတွေဖတ်ရတော့ကျွန်တော်စိတ်ဝင်စားလို့ဆိုပြီးတော့ကျွန်တော်ဟာမာလိုက်တာပေါ့နော်ဒီမှာဆိုရင်အတက်ကြီးတဲ့မိဘများတဲ့ဒီထဲမှာဆိုရင် တော်တော်များများသူရေးထားတဲ့စာလေးတွေတော်တော်များများကကျွန်တော်တို့ဒီဗုဒ္ဓဘာသာရဲ့ဒီတရားသဘောနည်းနည်းလေးညံ့ညံ့ပြီးရေးထားတာတွေတွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီစာအုပ်လေးကိုတော်ကြတာပေါ့နော်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီမှာဆိုရင်ဒီစာအုပ်လေးမှဒီစာရေးဆရာရဲ့ပုံလေးတွေပါပါတယ်ခင်ဗျာ။ဟုတ်ကဲ့။ကျွန်တော်စာအုပ်တော့လက်ဆောင်ပေးပါမယ်ခင်ဗျာ။ဟုတ်ကဲ့။ဒီဗီဒီယိုပိုင်းရတော့ဒါတော့ပါပဲခင်ဗျာ။